အားသောဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမေလာ18ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်သတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးတင်တဲ့ပုဂ္ဂိုလ်ကသတင်းထောက်ဒင်းချင်းဖော်ပြထားတဲ့ဘက်ဂျမစ်ဆက်စကိုသတင်းနဲ့ကျွန်တော်စလိုက်အောင်ဒီသတင်းကိုတော့အီတလီသတင်းထောက်လိုရန်ဆိုစီကနေပြီးတော့ သူကထပ်ဆင့်ကူးယူဖော်ပြထားပါတယ်။ဘန်ဂျမင်ဆက်စကိုဆိုတာကကျွန်တော်တို့နဲ့သတင်းမထွက်တာနည်းနည်းလေးကြားခဲ့ပြီးပြောလို့ရတယ်။ကြံခဲ့တဲ့နေ့တုန်းကတော့အာဆင်နယ်ကိုရောက်မယ်ရောက်မယ်နဲ့ကျွန်တော်တို့ပလီးသွားခဲ့တဲ့ဆလိုဗေးနီးယားသားအသက်က22နှစ်အာဆင်နယ်ကိုလိုက်နေခဲ့တဲ့တက်စစ်ကစားမ3နှစ်မှဆိုရင်အသက်ငယ်ဆုံးအခုပြောချင်တာကတော့သတင်းထောက်တင်ကြိတ်ကအာဘော်ရဆိုလို့ရှိရင်တော့ဒီကစားသမားကိုလိုချင်တဲ့သင်းတွေဝိုင်းဝိုင်းလှည့်နေတာဖြစ်တဲ့အတွက် ဂျမန်ပွန်ဒလီယာကလပ်အပီလစ်ပစက်တို့ကဇင်းုံဆွဲတင်လိုက်တဲ့ဆိုပြီးဖော်ပြသွားတယ်။ပထမကျွန်တော်တို့သတ်မှတ်ထားပါဘို့လေဒီကစားမောက်ထွက်ခွက်ခွင့်ပေးရမယ်ဆိုတဲ့စာချုပ်ဖြစ်တဲ့ကြီးကပေါင်58တန်းအနီပေါင်85တန်းကြားဂျန်နမန်အဂရီမန့်နဲ့လက်လွတ်မယ်။ယူအတန်းတရာမပြည့်ဘူး။ဒါပေမဲ့အခုနောက်ဆုံးကြားထားတဲ့သတင်းရဆိုရင်တော့ယူအတန်းတရာဒါမှမဟုတ်ပေါင်အားဖြင့်ဆိုရင်84တန်း plus add on နဲ့မှကစားသမောက်လက်လွတ်မယ်ဆိုပြီးတော့ဈေးဆွဲတင်လိုက်တယ်။ပထမကျွန်တော်တို့သတ်မှတ်ထားတဲ့ဈေးတက်စာရင်တော့ ပေါင်အားဖြင့်ဆိုရင်10တန်း15တန်းလောက်ပဲတက်သွားတယ်ဆိုပေမဲ့သူတို့တွေရဲ့ဒီကစားသမားတူရောင်းချတဲ့အပိုင်းမှာလောဘတွေကျွန်တော်မြင်တွေ့ရတယ်ဗောလေအဲ့တော့ဒီကစားသမားကိုဘာကြောင့်ကျွန်တော်ဒီလောက်ထိထည့်ပြီးပြောရလဲဆိုတော့အိုက်တာရဲ့အကြိုက်ပလေယာအိုက်တာကอีซမอีဆက်อีဆက်မရလို့ရှိရင်ပလန်ဘီနေနဲ့ဆက်စကိုလိုချင်တယ်တစ်ဖက်ကအန်ထရီပါတာတော့ဘီတာယောဂရက်မှဘီတာယောဂရက်အဲ့လို့ဆိုတော့အိုက်တာမီးစိမ့်မပြသေးသေးဘီတာယောဂရက်နဲ့ဘလောက်ကြီးပဲအန်ထရီပါတာအလုပ်တွေလုပ်ထား အဲ့ကစားမခေါ်လို့မရသေးတဲ့အနေထားဒါပေမဲ့ဘန်ဂျမင်ဆက်စကိုဘက်ကအာဆင်နယ်ကိုမျှဝေလဲ့မယ်ဆိုရင်လည်းတသက်တသားနဲ့ရနိုင်ကြတော့မရှိဘန်ဂျမင်ဆက်စကိုမှာအာသာချက်တစ်ခုကအသက်ငယ်သေးတယ်ပိုတရှယ်ကြီးအများကြီးရှိတယ်လှင်လင်းမြန်မြန်နဲ့အသင်းရဲ့တိုက်စစ်ကိုဦးဆောင်သွားနိုင်ရည်ရှိတယ်ပီတာယော့ဂရက်ဘက်ကကဘန်ဂျမင်ဆက်စကိုဘက်ကနှစ်ယောက်စလုံးဒီပေါ်တူဂီလိဂျာမန်ဘွန်ဒလီကာလိအဲ့ရတွေဖြစ်တဲ့အတွက်ပရီးမီးယားလိမှာအသားကျဖို့တော့အချိန်တိုင်းတာတစ်ခုထိကျွန်တော်တို့အချိန်ယူအောင်ပါအဲ့ဒီအတွက် ဒီကစားသမားကိုကျွန်တော်တို့ခေါ်ရမယ့်တန်ကြီးကလည်းနင့်နေအောင်တော့ပြီးချီသွားဖို့ရှိရင်ဒါပေမဲ့အာဆင်နယ်တင်းအတွက်အရေးပါတုံးကတိုက်စစ်ပိုင်းဖြစ်တာဖြစ်တဲ့အတွက်အန်ဒရီဘာတာကလည်းတိုက်စစ်ပိုင်းဝယ်တဲ့အပိုင်းဒီမှာပေါ်ပေါ်တည်တည်ငွေ၃လေးရှိတဲ့အစင်လာလည်းရှိခဲ့ဘူးတာဖြစ်တဲ့အတွက်ကျွန်တော်တော့မစိုးရိမ်ဘူး။လာမယ့်ရက်သက်တပတ်အတွင်းမှာယောဂရက်နဲ့ဆက်စကိုနှစ်ဦးရတဲ့အူကိုအသင်းရဲ့အဓိကပြတ်မဲ့အဖြစ်အာဆင်နယ်တို့ဆုံးဖြတ်သွားနိုင်ချေရှိဆိုပြီးဂန်နာဘလော့ကလည်းဖော်ပြထားတယ်။၂၁နှစ်ရဲ့ဆလိုဗေးနီးယားသားကနိုင်ငံအသင်းအတွက်၄၀ဒပွဲမှာ၁၆ဂိုးသွင်းပြီးတော့ 2028ခုနှစ်တည်ဒါသူ့ကလပ်တင်တဲ့စာရုပ်သက်တမ်းရှိတယ်ပေါ့လေဒီရသည်44ဝယ်မှာပွဲပေါင်း40ကစားထားတယ်22ကိုသိပြီတော့6လုံးဖိန်ထားတယ်အဝါကတ်တကတ်အနီကတ်တကတ်မနစ်ကတော့42ပွဲကစားထားတယ်ဒါပေမဲ့မနစ်ကပွဲထွက်တာက22ပွဲပဲပွဲထွက်ထားတာ78ကိုသိပြီတော့2လုံးဖိန်ထားတယ်မနစ်ကထပ်တော့ twin goal ဖန်တီးဖို့ပိုပြီးများလာတယ်ပြောလို့ရတယ်ပရီးမီးယားလိရောက်လာလို့ရှိရင်တော့ ဘယ်သူပဲရရောက်ပါအသားကြောက်ဖို့အချိန်ကာလတစ်ခုထိပေးရမှာဖြစ်ပေမဲ့ဒီကစားမောက်တော့ဈေးနှုန်းကြီးမြင့်လာဆိုပေမဲ့အသက်ကတော့ငယ်သေးတယ်ဒါပေမဲ့ဖြစ်တာယောဂရက်ကတော့သူ့ရဲ့အသက်ရွယ်ရအတွေ့အကြုံများဆိုရင်တော့အာဆင်နယ်တို့ used to tammy တုံးလို့ရမယ်အဲ့တော့အန်ဒရီပါတာလိုချင်တဲ့လူရောက်လာမလားနီးပြမီခေးအိုက်တာလိုချင်တဲ့လူရောက်လာမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါဒုတိယမြောက်သတင်းဘုတ်ကတော့ record portugia ဖော်ပြထားပါဘို့လေအဲ့ဒါကတော့ fabio bia နဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာပါ arsenal အသင်းစီကနေပြီးတော့ ဒီပေါ်တူဂီလိပေါ်တူအသင်းစီကိုတရားသည့်အငှားသွားဆော့နေခဲ့တဲ့ FBO B ရဲ့ရကတော့မကြခင်မှာအာဆင်နယ်သင်းစီကိုပြန်လာတော့မှာပါစာချုပ်ပါအချက်လက်ရအပိသက်ဝေဝင့်မပါတာဖြစ်လို့အာဆင်နယ်ကလည်းရောင်းချဖို့ဆန္ဒမရှိတာဖြစ်တဲ့အတွက်ဒီကစားမအာဆင်နယ်စီကိုပြန်လာတော့မှာပါဒါပေမဲ့အဲ့ဒီမှာမြုပ်ွက်တစ်ခုရှိတာကကစားမကိုပြန်တော့လှုပ်မယ်ဒါပေမဲ့ကလပ်ဝေါ်ကတ် ကျင်းပပြီးတဲ့အချိန်ထိတော့သုံးကျင်နေဆိုပြီးတော့ဒီတစ်ဖက်အသင်းကအာဆင်နယ်ကိုအကြောင်းပြန်ထားတယ်။အဲ့အတွက်ဖေဗီယိုဘီယက်ကအသင်းနဲ့အစောဆုံးပြန်ပြီးပူပေါင်းမှုမရှိဘဲနဲ့ဂျွန်လာအတွင်းမှာကံမဲ့ကလပ်ဝေါ်ကပ်မှာဒီအုပ်စုအေအဖြစ်ဒီပေါ်တိုအသင်းနဲ့ပူးပေါင်းပြီးကန်သွားဖို့ရှိရပါလေသူတို့ကတော့ပါမီယက်စ်အဲဟာလီအင်တာမီယာမီတို့နဲ့တအုပ်စုတွေကြပြီးကန်ရမယ်အဲဆိုအုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ဂျွန်လာ14ရက်နေပြီးတော့26ရက်နေ့အတွင်းကျင်းပမယ်16သင်းအဆင့်ကိုတော့ဂျွန်လာ28ရက်နေပြီးတော့ဇူလိုင်လ1ရက်နေ့အထိ အကြိမ်မြောက်သူတို့အဲ့အဆင့်ထက်ပိုမိုသွားနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့ quarter final ကိုဇူလိုင်၄၅စီးဖိုင်နယ်ကိုဇူလိုင်၈၉ဘောလုံးပွဲကိုတော့ဇူလိုင်၃၀ရက်နေ့မှာကျင်းပသွားမှာပါအဲ့တော့ဖေဗီယိုဘီရဲ့အသင်းနဲ့ပြန်ပေါင်းနိုင်မလားဒါမှမဟုတ်ဂျားတဲ့မှာ ောင်မြင်မှုတွေယူပြီးတော့မှအသိစိတ်ပြန်လာနိုင်မလားကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေတချို့ကြားထားတဲ့ report တွေရဆိုရင်တော့ဒီစားမှအာဆင်နိုပြန်လာမှာမှန်ပေမဲ့လောလောဆယ်ပေါ်တိုအသင်းတာဝန်ရှိသူတွေနဲ့အာဆင်အသင်းတာဝန်ရှိသူတွေကြားမှာ Fabio B ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစကားပြောဆိုမှုတချို့ရှိတယ်။ဒါပေမဲ့အာဆင်နယ်အသင်းအနေနဲ့ကလည်း Jorginho တို့ Thomas Partey တို့ရဲ့မတည်ငြိမ်တဲ့အနေထားအကြောင်းကိုင်းလည်းကစားမတူခေါ်တယ်ဆိုရင်တော့မှ Fabio B ရဲ့လိုမျိုးကိုင်းလည်းတိုက်စစ်အာသင်ကစားမတူတော့သူတို့ squad တက်ရပြန်ပြီးခေါ်ထားတဲ့နယ်လို့ကျွန်တော်ကတော့ထင်တယ်။ အတုံးဝင်တာဝင်တာတပိုင်းပေါ့လေတည့်ရတိုင်းပဲတခါလေးဒန်ရတနေရထဲမှာစုပြုံမှုရတဲ့ခါကျရင်300လူရှားပါးတဲ့ပြဿနာလေအာဆင်နယ်မှာရှိတယ်ဒီရဒီမှာဆိုကျွန်တော်တိုက်စစ်ပိုင်းမှာဆိုအကုန်လုံးစုပြုံမှုဒန်ရသွားကြတာအဲဆိုတော့ဒီစားသမားတော့ transformer ကမှာ UO 22တန်တန်ရရှိရဲသူ့ကိုကျွန်တော်တို့အငားချလိုက်တုန်းကပေါ်တူအသင်းရဲ့တရာတီလုံးပွဲပေါင်းရဲ့90ရာခိုင်နှုန်းကိုထည့်ပြီးကစားရမယ်ဆိုတဲ့စီကန့်ချက်ကိုအာဆင်နယ်ကထည့်သွင်းလိုက်တယ်ကစားသမားကကြန့်ခိုင်နေမယ်ဆိုလို့ရှိရင်ပေါ့လေ အဲ့အတွက်အငားကြီးယူ73900အာဆင်တွေကရခဲ့တယ်ပွဲတွေရဲ့90ငိုင်းတော့ကိုကစားသမားကြက်ငိုင်းနဲ့ဝင်ပြီးဆော့မှာဆိုတဲ့အချက်ရဲ့အဲ့တော့24နေရဲ့ပေါ်တူဂီသားတော့ຫນွေအထိအငားချထားခဲ့တာဖြစ်ပြီးတော့2029အထိအာဆင်တွေတော့စာချုပ်သက်တမ်းရှိသေးတယ်ဒီယာတီပေါ်တူဂီလိမာဆိုလို့ရှိရင်တော့38ပွဲမှာ26ပွဲပွဲထက်ထားတယ်9ခုသွင်း9လုံးဖန်ပြီးအဝါကတ်ခွနကတ်တော့ထိထားတယ်မနစ်ကအာဆင်နယ်မှာဆိုရင်တော့16ပွဲပဲကစားထားတယ်၄ပွဲပဲပွဲထက်ထားတယ်9ခုသွင်း3လုံးပဲဖန်ပြီးနိုင်ခဲ့တယ် ်ဒါပေမဲ့ဒီကစားမအာဆင်နယ်ပြောင်းလာလို့ရှိရင်တော့မာတီအိုဒီဂိုကိုဖိအားမပေးနိုင်ဘူးဆိုတော့မှစကွတ်တက်ရအသင်းရဲ့အရံကုန်မှာကိုင်းလင်တိုက်စစ်ကစားမတူအဖြစ်ပြောင်းရောက်လာဖို့ရှိပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်သတင်းထောက်ချားဝတ်စ်ကဖော်ပြထားပါဘောလေအဲ့ဒါတော့ဝမ်းသာစရာကောင်းတဲ့သတင်းပါဒန်ရကစားသမားကြီးတွေမှာဆိုရင်တော့ခိုင်ဘက် cross set ်ကလန်ရိုက်ဂျော်ဂျီညိုတို့ကတော့လာမယ့်နယူကာဆယ်အသင်းနဲ့ပွဲစီမှာပြန်ပြီးပူးပေါင်းလာဖို့အတွက်တော်တော်လေးအခြေအနေကောင်းနေဆိုပြီးတော့အာရီတာကပွဲချိုအင်တာဗျူးမှာပြောသွားခဲ့ပါတယ်။မေလ16ရက်နေ့နယူကာဆယ်ပွဲစဉ်အမိမာဒီကစားမတွေပြန်ပြီးကောင်းမွန်လာနိုင်ဖို့ပါဝင်နိုင်ဖို့အတွက်နောက်ဆုံး training ကိုတော့စောင့်ကြည့်အကဲဖြစ်သွားမယ်။အသင်းရဲ့ဆေးဖွဲ့ကလည်းမီးစိမ်ပြရဆိုလို့ရှိရင်တော့ကာဆယ်နဲ့ပွဲစဉ်မှာထည့်သုံးသွားဖို့ရှိဆိုပြီးတော့အာရီတာကပြောသွားခဲ့တယ်။အဲ့တော့နောက်ဆုံးနေ့ training ကိုပဲတစ်ချက်ကြည့်ရမယ်။ခိုင်ဘက်လည်းတော်တော်လေး strong ဖြစ်နေပြီ။ နောက်ပြီးတော့ဂျော်ဂျီနိုလည်းတော်တော်လေးစတောင်းဖြစ်နေပြီပေါ့လေအဲ့တော့ခိုင်ယန်ဘက်ကတော့ဖေဗူအာရီ6ရက်နေ့တည်းကနယူကာဆယ်ကိုဟိုအဝေးကွင်းမှာနှစ်ကိုးပြတ်နဲ့ရှုံးခဲ့တဲ့ဒီကာရာဘောင်ပွဲစဉ်နောက်ပိုင်းမှာဒီဒူဘိုင်းမှာသွားပြီး training scene နဲ့ တခေါက်ကျော်တန်ရခဲ့တာဒိုင်ယာခွဲစိတ်ပြီးအခုမှပြန်လာနေတာပေါ့လေပွဲတော့ဝင်မစော့ရသေးဘူးဒါပေမဲ့ကာစင်နဲ့ပွဲစဉ်အပြီးပြန်လာနိုင်ဖို့တော့အခြေအနေကောင်းနေတယ်ဂျော်ဂျင်ညိုကတော့ April 12ရက်နေ့က Brentford အသင်းနဲ့ပွဲစဉ်မှာနိုင်ဦးဒိုင်ယာရခဲ့တာအခုတော့တော်တော်လေးအခြေအနေကောင်းနေပြီပြောတယ်စော့နိုင်မဲ့အနေထားပေါ့လေ Trossard ကတော့လေပါဘူးအသင်းနဲ့ပွဲစဉ်မှာကစားနိုင်ခဲ့ပြီမယ်လေတခေါက်ကျော်တန်ရတန်တရားရှိလို့ဟို ယာတိပိတ်ပွဲစဉ်တွေလွှဲချော်မယ်ဆိုပြီးရှိခဲ့သေးတယ်။ဒါပေမဲ့သူလည်းတော်တော်လေးတော့အဆင်ပြေပြီးပြန်ကောင်းလာတဲ့အနေထားပေါ့လေ။အသေးစားဒဏ်ရာအနေထားမျိုးပါပဲ။နောက်ဒီဂလန်ရိုက်ကလည်းလေပောက်ဘူးနဲ့ပွဲကိုလွှဲချော်ခဲ့ပြီးမြဲတချို့တွေထင်မှတ်ထားသူဒကော်ကျော်ဒဏ်ရာ grade A ဘာညာမဟုတ်ဘဲနဲ့အသေးစားကြွက်သားရောင်ရဲနဲ့အဆင်မဲ့ဖြစ်တဲ့အတွက်ယာတိပိတ်ပွဲစဉ်နှစ်ပွဲကိုဒီစားမတွေအလုံးပြန်ပါလာနိုင်ဖို့တော်တော်လေးအခြေအနေကောင်းနေပါတယ်။အဲကျန်တဲ့ကစားမတွေကတော့ယာတိကုံမပြန်လာမဲ့ကစားသမားတွေရှိတယ်။ ဒီယာတီအပြုံမှနောက်ယာတီဝက်အထိလာမဲယာတီတိတ်ကယာတီဝက်အထိငှားပြီးတော့ဒန်ယာဆက်ပြီးကူရမယ်တိုမီယာစုနဲ့ဂါဗီယယ်ဂျေဆုတို့လိုပလေယာတွေရှိသေးတယ်အဲ့ဆိုတော့ဒီလိုမျိုးဒန်ယာကနေပြန်လာနိုင်တဲ့ခါရဘက်တို့အသင်းရဲ့တိုက်စစ်ပိုင်းတော့ဘလောက်ထိအလုပ်ကျွေးပြုသွားမလဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ ဒီစီစဉ်လေးကိုဒီကောက်ဝင်ကြီးပုံပြီးတဲ့ရှူဖော်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939ကို63လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iPad ခုကြီးကို Sport Internet နဲ့9လုံးမိတူကိုလည်းကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့နောက်ဆုံး800ဒီအတွင်းတရာဒီကိုပွဲ20နဲ့အထက်ကစားထားပြီးတော့ပြိုင်ဘက်ကလိန်ခေါက်ဖြတ်ကျော်ပြေးလို့မရတဲ့ခံစားကစားမှာ၃နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါပထမတစ်ယောက်ကတော့ ဘာဂျက်ဘန်ဒိုက်သူကတော့2018 2019ဘောလုံးရာသီကပွဲပေါင်း20ကျော်ကစားထားတယ်။အဲ့ဒီရာသီမှာသူ့ကိုလိန်ခေါက်ဖြစ်ကျော်နိုင်တဲ့ကစားမမရှိခဲ့ဘူးဆိုပြီးသူက record တင်ထားခဲ့တယ်။နောက်တစ်ယောက်ကတော့ David Luke 2020 2021ဘောလုံးရာသီတုန်းကအာဆင်နယ်မှာကစားနေတဲ့အဲ့ဒီ record ကိုရရှိခဲ့ပါလေ။နောက်ထပ်တစ်ယောက်ကတော့ဒီရာသီမှာအာဆင်နယ်သင်းရဲ့ဘဲဘဲချမ်းအတွက်အားနည်းချက်တွေကိုအကောင်းဆုံးဖာထေးပြီးတော့ခြေစွမ်းပြနိုင်ခဲ့တဲ့ Luke Scaly အရင်တော့သူဇင်းချောင်းကိုပိုင်ခံစစ်ပိုင်းကအဲ့နေရာအားနည်းချက်ဖြစ်နေတာ။ ပြိုင်ဘက်တည်းကထိုးနှက်နေတဲ့နေရာပေါ့လေဒါပေမဲ့ Lewis Kelly ကဒီရာဒီမှာသူ့ရဲ့အကောင်းဆုံး performance နဲ့အတူအဲ့ဒီခံစစ်မှာ ground jewel တွေမှာအကောင်းဆုံး player အဖြစ် Premier League မှာရှိနေတယ်သူကတော့ဒီ2024 25ခုနှစ်ကပရီးမီးယားလိပွဲ22ပွဲကစားထားတယ်။အဲ့ဒီမှာ14ပွဲပွတ်ထွက်ထားပြီးတော့တကိုးသွင်းထားတယ်။အဝါကတ်3ကတ်နဲ့အနီကတ်2ကတ်တော့ထိထားတယ်ဗောလေ။အဲ့ဆိုဒီကစားသမားကတော့ဒီပရီးမီးယားလိကပေးအပ်တဲ့2024 2025ဘောလုံးရည်ရဲ့ရန်ပလေးယားအော့ဖ်သီဇန်လူငယ် အကောင်ဆုံးစုနဲ့ပတ်သက်ပြီးတော့စကားနဲ့ဆက်မှာတော့ပါမလာခဲ့ဘူး။ဘာကြောင့်ခေါ်မလာလဲတော့မသိဘူး။ကျွန်တော်ပြပြမယ်။အမှဝီလျံဆာလီဘာတော့အဲ့ဒီစင်းထဲမှာပါတာမှန်တယ်။ Channel ကစားမိုက်စ်မှာဆိုရင်တော့ Morgan Roger, Jao Petro, Cole Palmer, Husan, Graven Bambat, Ilanga, Dilak ီကစားသမားကြီးတွေမှာဆိုလို့ရှိရင်တော့တချို့ကစားသမားကြီးကျွန်တော်ကြည့်ဖြူပါတယ်ဒါပေမဲ့ဒီလက်တို့လိုကစားသမားမျိုးကြီးတော့ဒီစင်းထဲမှာပါလာတော့ကျွန်တော်လည်းအံအားသိမိရပေါ့လေဟိုကိုကိုစားပြူရတဲ့အသင်းကလည်းတန်ဆင်းသွားတယ်ကိုတော်တဲ့ခြုံပြီးတအားကောင်းနေဆိုတော့လေ record ကြီးတွားကြတော့ဂိုးကြီးကအများကြီးလည်းမဟုတ်ပြန်ဘူးသိရမလားသွင်းကိုဖန်တီးမှုစုစုပေါင်းဒီ20ကျော်အနေထားမျိုးလည်းမဟုတ်ပြန်ဘူးအဲ့တော့ဒီကစားသမားမပါဝင်တဲ့အနေထားအတွက်ကျွန်တော်တော့အားမလို့အားများဖြစ်မိရဒီလောက်ကောင်းတဲ့ကစားသမားဗျာ ရီးမီးယားလိမှာတော့ပွဲ20ကျော်ကစားထားတယ်။ပြိုင်ပွဲအရေးရမှာဆိုပွဲပေါင်းမနေဘူးဆိုထားတဲ့လူးဝစ်စကယ်လီတိုပလေယာမျိုးဒီစီးနမှာပါမလာအတွက်အားလုံးကတော့ဝိုးကနေဝါကနေဖြစ်တယ်။ဒါပေမဲ့ဘာပြောပါအရေးသွေးရှိတဲ့ပလေယာဆိုတာကတော့တချိန်တည်းချိန်ကြလို့ရှိရင်တော့စကားနဲ့အစ်မပါလာပါပဲ။သူတို့မရွေးချယ်သွားရလဲကျွန်တော်ထင်တာမမှောက်ဆိုရင်တော့အဝါကက်တွေအနီကက်တွေပလူပြန်နေခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီ mindset နဲ့မရွေးခဲ့ရလို့ကျွန်တော်ထင်တယ်။ညီကိုတော့ဘလို့ထင်တယ်။ Louis Kelly ဒီစင်းနဲ့မှပါလာနိုင်တဲ့နဲ့ထင်လား။ခေါမောင်ဝင်ရောက်ရေးသားပြီးတော့ပါဘူး။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။